မွေနှကားဘယင်မရဲ့ဂျိန်စာမင်းငါ့ကိုတစ္ဆာဖောက်ခဲ့တယ်။မင်းရဲ့မျိုးဆက်တွေအဆုံးတက်ရလိမ့်မယ်။သူတို့ငငယ်ရွယ်ရွယ်နဲ့တည်ဆုံးကြလိမ့်မယ်။မင်းရဲ့နိုင်ငံတော်မှာအမွေဆက်ခံသူမရှိတော့ဘူး။တခါတော့ကအယံကိုကျွေးဝါခဲ့ပြီမယ်။နောက်ပိုင်းမှာတော့စီးရဲမွေးတည်သွားတဲ့နိုင်ငံတစ်နိုင်ငံရှိခဲ့ပါတယ်။ဒီနေ့ဟာ25ရက်နေ့ပဲ။မင်းနာကက်စီယန်ကဒီဂျိန်စာကိုချိုးဖြစ်နိုင်မှာမလား။ ဒီကျင်းစာကြမယ်မင်းသား6ပါအသက်ဆုံးရှုံးခဲ့ပြီးပါပြီအခုတော့မင်းသားကက်စီယံအလဲပေါ်တ냐မှာတော့မင်းသားကက်စီယံအိပ်ပျော်နေတော့သူ့ရဲ့အခန်းထဲမှာစောင်းမဲ့ဖွယ်အရေးအယောင်လေးပေါ်လာခဲ့ပါတယ်ဒါတကယ်ပဲလားနောက်တယောက်ကမှလားငါအသက်ရှင်နိုင်မှာမလားအဲ့ဒီအချိန်မှာပဲဘယင်ကြီးကမင်းသားကက်စီယံကိုခေါ်ဖို့အပြိုတော်တယောက်ကိုခိုင်းလိုက်ပါတယ် အခုချက်ချင်းတုံ့ဝန်သွားခေါ်တော့တာပဲမင်းသားလေမြန်မြန်လှုပ်ပါ အခမ်းအနားပွဲစတင်မဲ့အချိန်ကြာရောက်နေပါပြီမင်းသားနဲ့အပြိုတော်တွေလမ်းရှောင်နေတော့မိဘကြောင့်လည်းကနေထူးဆန်းတဲ့အတန်တွေထွက်လာခဲ့ပါတယ်မကြားသေးတဲ့ပကံကွဲတန်တွေပေါ့ကန်စီယန်ကရုတ်တရက်လက်သွားပြီးထက်ခိုးဘော်ကိုပြင်တက်သွားပါတယ်မဖြစ်ဘူးထက်ခိုးဘော်တော့မဟုတ်ဘူးဒါမှဖြစ်တာလေတယောက်ယောက်သူ့ကိုတားကြပါအောင် ဒါပေမဲ့အဲ့ဒီမျက်နှာချက်ပေါ်မှာကန်စီယန်ကတခုခုကိုရှာတွေ့သွားခဲ့ပါတယ်။ဘာဘူးမင်းသားလေအစီပြေရဲ့လားအဲ့ဒီအချိန်မှာနန်းတော်လေးကိုမိမပြိုလေးတယောက်ခြေချဝင်လာခဲ့ပါတယ်။တို့မရဲ့မျက်လုံးတွေကမင်းနဲ့ပြီးကြည်မာပါတယ်။လမ်းလျှောက်တာကလည်းတမီပြိုမာလေးတကောင်လိုလှပါနေပါတည်း။ သူမရဲ့အလာကတော့ပြောမပြနိုင်လောက်အောင်ပါပဲ။မင်းမတူလေ။ကျမကစီရရပါ။ဆေးဆရာမတယောက်ပါ။လူတွေရဲ့တန်ရာတွေကိုကုသပေးပါတယ်။ကိုခန္ဓာပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရော ကုသပေးနိုင်ပါတယ်။သူမကငါသားကိုကုသပေးနိုင်ပါမလား။မင်းနဲ့ကယ်စီယန်ရဲ့မျက်လုံးလေးနဲ့စီရာယာရဲ့မျက်လုံးလေးဆောင်းလိုက်တဲ့အခါမှာတော့သူ့ရင်ထဲမှာတခုခုဖြစ်သွားပါတယ်။ ဟိုးအရင်ကလေးကတည်ခဲ့ဘူးတလို့စဲဆောင်မှုတခုကို ခံစားလိုက်ရပါတယ်။ဘယင်ကြီးကလည်းအဲ့ဓာရီအလုံးကိုမြင်လိုက်ရပါတယ်။တုံမအတွက်နေရာစီစဉ်ပေးလိုက်ပါလို့အမှုရန်တယောက်ကိုပြောလိုက်တာပေါ့မိနစ်ပိုင်းအတန်းမှာပဲစေရာယာဟာကက်စီယန်အသက်ရှင်မှုအတွင်ထူးဆန်းတဲ့ကျင့်စဉ်တွေလှုပ်ဆောင်ရမယ်လို့ပြောပြီးဘယင်းရဲ့ယုံကြည်မှုကိုရအောင်ဆွေးဆောင်နိုင်ခဲ့ပါတယ် ကက်စီယန်ရဲ့25နှစ်ပြည့်မွေးနေ့မှာရှင်သန်စေဖို့ပေါ့ကက်စီယန်ရဲ့မွေးနေ့ပွဲကိုရောက်လာခဲ့ပါပြီစီရာယာကမင်းသားရဲ့ကိုယ်ပေါ်မှာပတိစီတွေချိန်ဆပေးလိုက်ပါတယ်မင်းသေးစားရဲ့လားဒါတကူတည်းတော့နီလမ်းမဲလားဟုတ်တယ်နည်းနည်းလေးပိုကောင်းတဲ့တန်ဆင်နဲ့ပေါ့ဒါကတန်ဆင်ကြောင့်လည်းဖြစ်နိုင်တယ်ဘယ်သူသိနိုင်မလဲအနည်းဆုံးတော့သူအသက်ရှင်နေသေးတာပဲလေ ဘယ်သူမှတူမရဲ့အမှန်တရားကိုမသိကြပါဘူး။တူမက အစွမ်းချက်ပြီးလျှို့ဝှက်စမ်းကြတယ်ဆိုတာကိုပဲသိကြပါတယ်။ကယ်စီယန်ကတော့ဘယ်အရာကိုမှဂရုမစိုက်ခဲ့ပါဘူး။ဆေရာယာသူ့ရဲ့ဘေးမှာရှိနေတဲ့ရွေးပေါ့။ဆေရာယာကကယ်စီယန်ကိုကြင်စင်တွေဆက်ပြီးလှောက်ခိုင်းနေခဲ့ပါတယ်။ဖြည်းဖြည်းချင်းအသက်ရှူပါဖြည်းဖြည်းချင်းထိပ်ပြီးတော့ရှူပါပြီးတော့ကိုဟဲ့အနေထားကိုလည်းထိထားပါ။ ကယ်စီယမ်ရဲ့စေရာယာပုံမူရင်းနှီးလာတာကိုဘယင်ကြီးကစောင့်ကြည့်နေခဲ့ပါတယ်။ခနာအကြာမှာတော့ဘယင်ကြီးကတောင်းအုပ်တွေကမော်ဆရာစီကိုထွက်သွားခဲ့ပါတယ်။ဆောင်းဆောင်းသွားပြီ။မမဘယင်မေးအပြည့်ထုတ်ဖို့ကဒီလောက်မလွယ်ဘူးဘာကြောင့်လဲ။မိရဲ့ပေါ်ထဲကမြောက်သားကအသက်ရှင်နေတယ်။မင်းတက်ပြုတ်နေပါပဲ။ဒါပေမဲ့အတူတူအလုပ်ကမဆောင်ဘူး။ ဒီပေါ်ကြောင့်တော့သူရဲ့အစမှန်နဲ့ဝိတိရဲ့ကိုနေစရဲ့ကြောင့်လည်းပါတရားနေရာမှာထားရမယ်။ဟုတ်တယ်။ဒါကြောင့်မင်းကလာခဲ့တာ။မော်ဆရာနဲ့ဘယံကျေတို့ကသူတို့နှစ်ယောက်တည်းရှိတာမဟုတ်ဘူးဆိုတာကိုသူတို့မသိခဲ့ကြပါဘူး။ရက်တွေကုံဆုံလာတာနဲ့အများကက်စီယန်ဟာစီရာယကိုအယမ်းယုံကြည်လာခဲ့ပါတယ်စီရာယဘာဖြစ်နေတာလဲဘာရင်းစဉ်းစားနေတာလဲ အတိတ်ကဖြစ်ခဲ့တဲ့အရာတွေကတခါတလေပြည့်စုံပံကိုပါတက်ရောက်မှုရှိပါတယ်။မင်းသားရဲ့ပြည့်စုံပံကဘလောက်ပဲလှပပါစေပေါ့။ဟမ်။ခွင့်လွတ်ပါမင်းသား။ကျွန်မအတွေးလွန်သွားတာပါ။ဒါဆိုရင်တော့အကျင့်စဉ်တွေကိုစတင်လိုက်ကြရအောင်ပါ။ဆင်ရယာအတိတ်ကဖြစ်ခဲ့တဲ့အရာတွေဆိုတာမင်းပါကိုဆိုလိုချင်တာလေ။မင်းငါ့ကိုတခုခုပြောပြချင်တာလား။ကျွန်မကဆေးဆရာမဆိုတာရှင်းမိနေပြီလား။မင်းမန်နေမင်းကငါ့ကိုအသက်ရှင်နေသေးတာ။ ဒါပေမဲ့တချို့တန်ရာတွေကအရန်နဲ့ဆိုင်နေရှင်းပါကိုဆိုလိုတာလေမင်းရောက်လာတဲ့နေ့ကထက်ကိုးပေါ်မှာတခုခုဖြစ်ခဲ့တယ်။ရှင်းအောင်ကျန်းစာလေးတခုကိုလည်းတွေးခဲ့တယ်။အဲ့ဒီဂျေစာကအစ်အမှန်ပဲ။ငါ့အဖေကအဲ့ဒီမော်ချောင်းတုန်းကနိုင်ငံကိုကျွယ်ဝစေလိမ့်မယ်လို့ထင်ခဲ့တာ။ဒါပေမဲ့အဲ့ဒီအစာမွေးနှကားပြင်မရဲ့ဒေါသကိုပဲရှားခဲ့တယ်။ငါ့အဖေကမော်ချောင်းတုန်းကိုကိုးယူခဲ့တယ်။ငါ့အဖေရဲ့အမကြောင့်ဒီနေ့နိုင်ငံတော်ကိုအဲ့ဒီဂျေစာကနှမ်းမိုးနေတာ။ ငါဒါမှပြည့်ချင်တယ်ဒါပေမဲ့ငါဘိုးမေးတွေလုပ်ခဲ့တဲ့အရာတွေကိုပြည့်ဖို့ကမလွယ်ကူဘူးဆေရာယာကတိတ်ကိုအန်အော်သားခဲ့ပါတယ်ပထမဦးဆုံးအကြိမ်ဖြစ်သူမရဲ့ပြည်နာပေါ်မှာ အရင်ကမမြင်ဘူးခဲ့တဲ့နူးညံ့မှုတစ်ခုပေါ်လာခဲ့ပါတယ်သူကဒါကိုပြင်ချင်တာလားတချို့တန်ရာတွေကမကြက်ဘူးမင်းသားဖြစ်ပြီးခဲ့တဲ့အရာတွေကိုပြောင်းလဲလို့မရဘူးဘာလို့ဆေရာယာမင်းနားမလဲဘူးမလုံးနိုင်ပါတယ် အဲ့ဒီညနေကထက်ခိုးပေါ်မှာတခြားယာတွေလည်းဖြစ်ခဲ့တယ်။ဒါပေမဲ့ဆီရာယာဘာမှမသိခင်ပါပဲ။ဘယ်တော့မင်းကြီးကတဲ့ကိုချက်ချက်ကိုခိုင်းလိုက်ပါလေ။မင်းရဲ့ဖြံကအရင်ကြီးရဲ့နေပဲကက်စီယန်။ငါတော့မင်းအားမလုပ်ခံကိုကဲတင်နိုင်နေ။မင်းပေါ်ချောင်းတော့ကိုမင်းကြီးရဲ့မှာထားရမယ်။အဲ့တော့မှဘာလို့အသက်ရှင်နိုင်မလဲအဲ့ဒီမော်ချောက်တုံးကိုလာမပူနဲ့တော့ငါမင်းကိုအရာအလုံးတွေ့ပြီးပြီငါပြောသလိုသာလုပ် မင်းရဲ့ဗိတ်တက်ကပွဲမကြခင်ကျင်းပတော့မင်းမတို့နိုင်ငံကမင်းလိုမင်းသားမျိုးလိုအပ်နေတယ်။ဘယင်ကြီးထွက်သွားတာနဲ့ကက်စီယန်ဟာအသက်ပြင်းပြင်းရှူလိုက်ပါတော့တယ်။သူ့ရဲ့ခန္ဓာကိုယ်အတွင်းထဲကမီးတွေဟာပုံမောတောက်လောင်လာခဲ့ပါတယ်။သူ့ဘိုးဘေးတွေလုံခဲ့တဲ့တစ္ဆာဖောင်းမှုတွေကိုမခံနိုင်တော့တဲ့သူ့ရဲ့ဝိညာဉ်လိုမျိုးပေါ့မနေ့ရောက်တာနဲ့နန်းတော်မှာပြင်ဆင်မှုတွေစတင်ခဲ့ပါတယ် ဒါပေမဲ့ကယ်စီယံကိုတော့ဘယ်မှမမတွေ့ရတော့ပါဘူးအဲ့ဒီအချိန်မှာပဲဘီယန်ကြီးကအမော်ကြောက်တုံးကိုယူဖို့အတွက်မြေအောက်ခန်းကိုရောက်လာပြီးကြောက်တုံးပြောင်းနေတာကို တွေ့လိုက်ရပါတယ်။ No မဖြစ်ဘူး။ချက်ချင်းပဲလမ်းတော်တွေကတူရီတော်ကျူးကျော်ဝင်ရောက်သူဇီရာယာကိုဖမ်းဆီးလိုက်ပါတယ်။မချက်မပြီးဘူးမော်ကြောက်တုံးကမှလည်းဇီရာယာရှင်ကရှင်သားအတွက်ပုံပြစိတ်ပူနေမယ်လို့ကျမထင်နေတာ။ တိတ်ဆန့်မင်းကဆင်းဆရာပါနေတရားပဲမင်းဒီနိုင်ငံရဲ့အမွေစက်ကံတူကိုအသက်ရှင်ထားပြီးတော့ငါမင်းကိုတီးခတ်ပေးတာကျမကဆင်းဆရာမလို့ပဲရှင်းထင်ခဲ့တာပေါ့ဆေရာယာကရုတ်တရက်ပဲမွေတကားဘရင်မအသွေးကို ပြောင်းလဲလိုက်ပါတယ်လူအောင်ကြီးကဆေရာယာကိုမွေကြီးအဖြစ်ပြောင်းလဲသွားတာမြင်တော့မှ အမှန်တရားကိုသိသွားကြပါတယ်။ဆေရာယာဟာမွေနကားဘရင်မဖြစ်နေခဲ့ပါတယ်။ မဟုတ်ဘူးဒါမှဖြစ်နိုင်ဘူးရှင်လိုလိုကလောဘကလွဲပြီးဘာမှမမြင်ဘူးလောဘကြီးတဲ့ဘရင်ပဲရှင်ကတစ္ဆာဖောက်ခဲ့တယ်ဒါကြောင့်ဒီနေ့ရှေ့ရနိုင်ငံကဒီလိုဖြစ်နေတာကျမစိတ်ဆရာမအဖြစ်ဟန်ဆောင်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ရှင်ရဲ့တတ္တမမြောက်သားမှာထူးခြားတဲ့စွမ်းရည်တစ်ခုရှိနေလို့ပဲသူဟာကျင်းစာကိုချိုးဖျက်နိုင်မယ်ဆိုတာကိုကျမသိတယ်ပြီးတော့သူဘာတွေလုပ်နိုင်လဲဆိုတာကိုလည်းသိချင်ခဲ့တယ်မင်းကစီယံကိုဘာလုပ်ခဲ့ရလဲပြီးတော့အဲ့ဒီမော်ချောက်တုံးကဘာမှလဲ ဟာဟာဟာရှေ့ရဲ့ရန်သူတွေကနဲတာမှမဟုတ်တာအဲ့ဒီကြောင်တုံးကကျမစိတ်မှာမရှိဘူးအဲ့ဒီအချိန်မှာပဲကက်စီယန်ရောက်လာခဲ့ပြီးကြောင်တုံးကကျွန်တော်စီမှာရှိပါတယ်အပေကက်စီယန်ကဒေါသတွေနဲ့ပြင်းနေနေပြီး မော်ကြောင်တုံးကိုရိုက်ခွဲပြစ်လိုက်ပါတယ် No မဟုတ်ဘူးစေရာယာကမင်းမပြိုလေးအသွင် ပြန်ပြောင်းသွားတော့မှမင်းမူရန်တွေကလောင်အိမ်အပြင်ဘက်ကိုထုတ်လိုက်ပါတယ်မဟုတ်ဘူး အဲ့ဒီကြောက်တုံးကိုမင်းဘာလုပ်လိုက်တာလဲမင်းကဒီကြောက်တုံးရဲ့ကျေးကျုံပဲအခုမင်းလွမြောက်သွားပြီဒါပေမဲ့အဲ့ဒီအတိတ်ကိုတော့မင်းမေ့ပြရမယ်စီရာယာစီရာယာက သူ့ရဲ့ဇကားကိုလက်ခံလိုက်ပါတယ်သူမကိုကိုကိုတန်ပါတယ်လို့ခံစားရပါတယ်အခုကြောက်တော့မရှိတော့ဘူးဆိုတော့သူမဘသူအတွက်တိုက်ခိုက်တော့မလဲလက်စားချေစရာမရှိတော့ဘူးဆိုရင်သူမဘသူအတွက်အသက်ရှင်တော့မလဲ ရာစုနှစ်တွေတခြားလုံးကျမလက်စားချင်လို့စိတ်နဲ့ပဲအသက်ရှင်ခဲ့တာအဲ့ဒါမရှိတော့ရင်ကျမအတွက်ဘာမှမရှိတော့ဘူးမင်းကလက်စားချင်တာကိုမင်းရဲ့ရည်ရွယ်ချက်ဖြစ်စေခဲ့တယ်ဒါပေမဲ့အဲ့ဒါကလိန်ညာမှုတစ်ခုပဲငါထက်ကိုပေါ်မှာခံစားခဲ့ရတာကတခြားတစ်ခုပဲငါကငါဘိုးဘေးရဲ့အမရိအောင်မှာပြပြနေမှာမဟုတ်ဘူးငါရဲ့တိုက်ပွဲကတခြားသူနဲ့မဟုတ်ဘူးကိုကူကူနေပဲပြီးတော့ငိမ့်ချရဲ့အတွက်ငါအဲ့ဒီတိုက်ပွဲကိုဆက်လက်တိုက်ပွဲဝင်သွားမယ် မင်းအတွက်ကိုမေ့သွားတဲ့အခါငါမင်းကိုစောင့်နေမယ်။ငါဒီမှာပဲရှိနေမှာပါ။ရှင်ကျမကိုစောင့်နေမယ်။ဒီရီအားလုံးကြားကလား။ဆေရာယာဟာကက်စီယာရဲ့တိတ်ဆိတ်မှုကို နားလည်လိုက်ပါတယ်။သူမရဲ့ရှင်တွေကကြီးမာတဲ့နှလုံးသားနဲ့ဆေရာယာဟာပြန်လာဖို့ကတိပေးခဲ့ပါတယ်။အချိန်တွေယူခဲ့ရပြီမဲ့သူမကက်စီယန်ကိုလာတွေ့ခဲ့ပါတယ် သူမအတိတ်ကိုလုံးဝမမေ့နိုင်သေးပေမယ့်တငယ်ချင်းကောင်းတယောက်ရရှိခဲ့ပါပြီ။ရုံကြည်မှုတွေမျောလင့်ချက်တွေနဲ့သူ့နိုင်ငံကို ပြန်လည်ကျွေးဝစေခဲ့တဲ့လူတယောက်ပေါ့။ကယ်စီယန်ဟာသူ့ရဲ့နိုင်ငံကို အုတ်သေးချောက်တွေနဲ့မဟုတ်ဘဲသူ့ရဲ့အတိတ်အတွေ့အကြုံကိုပါအသုံးပြုပြီးတည်ဆောက်ခဲ့ပါတယ်။ဒါဟာခွင့်လွှတ်ခြင်းနဲ့ရှေ့ဆက်သွားခြင်းကိုယုံကြည်တဲ့နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဘယင်ကိုတော့သူ့ရဲ့ယာတုနဲ့လော့ကီစည်းစိမ်တွေကနေဖယ်ရှားခဲ့ပါတယ်။သူ့ရဲ့စည်းစိမ်အုပ်စာနဲ့အာဏာတွေကိုသိမ်းယူပြီးပြန်လာဖို့မျှော်လင့်ချက်မရှိတဲ့ဝေးလံတဲ့နေရာကိုနှင်ထုတ်ခဲ့ပြီးသူဟာတသဲလုံးတယောက်တည်းနေထိုင်သွားခဲ့ရပါတဲ့ကွ။ဒါကြောင့်မို့လောဘကြီးလွန်ပြီး ကိုယ့်အတွက်ပဲကိုကြည့်မယ်ဆိုရင်တော့လူတွေနဲ့ဝေးတဲ့နေရာ မိတ်ဆွေကောင်းတွေမရှိတဲ့နေရာမှာတယောက်တည်းနေထိုင်သွားရတယ်ဆိုတာကို မမေ့ပါနဲ့တော့ကလေး